မင်္ဂလာပါရှင်။တန်လင်းထိုင်းရဲ့ဧပြီလ22ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့မှာပါ။တန်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီအပြင်ထွက်ခွင့်ပိတ်ထားတဲ့ကော်ဂရိတ်မျိုးမှာ ကုံစင်းလုံးထိုးတက်လာတဲ့သတင်း။ တနင်္သာရီတိုင်းမှာတလာအတွင်းအရက်သား300ထံမှနေဖန်စီခံရပြီး12ဦးသက်ဖြတ်ခံရတဲ့တဲ့နဲ့မွန်ပြည်နယ်မှာစစ်မှုထမ်းအပတ်စဉ်စနစ်တင်နန်းစတင်လူငယ်တရားဝန်ကျင်စစ်သားစုဆောင်ခံခဲ့ရတဲ့တဲ့နဲ့စေရေးအရှိန်မြင့်နိုင်ရေးမွန်ကရင်နဲ့ဒဝဲလန်နဲ့ကင်တက်တွေမဟာမိတ်ဖြစ်ပူးပေါင်းခဲ့ကြတဲ့တဲ့တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ယူကရိန်းကိုနေတိုးအဖွဲ့ဝင်ဖြစ်ခွင့်မပေးတဲ့အမေရိကန်ကြောင့်ကျေနပ်မိတယ်လို့ရုရှားပြောခဲ့တဲ့သတင်း အွန်လိုင်းလူလိန်လုပ်ငန်းတွေကမ္ဘာတဝန်းပြန့်နှံ့နေပြီလို့ကုလသတိပေးလိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ ကင်းပြည်နယ်ကွန်ကရစ်မြို့ဝင်ထွက်စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်ကပိတ်ထားလိုက်ပြီးမြို့ကန်တွေကိုအပြင်ထွက်ခွာခွင့်မပေးတော့ဘဲပိတ်ထားလိုက်ခြင်းမြို့ပေါ်မှာစံနဲ့ဆက်သုံးစီစားတဲ့စားတောက်ကုံစင်းနှုံးတွေဟာမြင့်တက်လာတယ်လို့ကွန်ကရစ်မြို့ခံတွေကတာဝန်ထမ်းမှုပြောပါရယ်ကွန်ကရစ်နဲ့ကြုံတို့အနီးပတ်ဝန်းကျင်တွေမှာစစ်ကောင်စီတပ်နဲ့ KNL ဥဆောင်တဲ့တော်လန်ရေးပူးပေါင်းတပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်ပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ကစပြီးစစ်ကောင်စီတပ်ကကော့ကရိတ်မြို့အဝင်ထွက်နေရာတွေကစစ်ဆေးရေးဂိတ်တွေအားလုံးကိုပိတ်ထားလိုက်တာပါ။ စစ်ကောင်စီတပ်ကမြို့ဝင်ထွက်စစ်စေးရေးဂိတ်တွေအလုံးကိုပိတ်ထားလိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာကော်ဂရိတ်မြို့ခံပြည်သူတွေဟာအပြင်ကိုထွက်ခွာခွင့်မရပဲအများအပြားပိတ်မိနေသလိုကော်ဂရိတ်မြို့ထဲကိုလည်းအပြင်ကနေလူဝင်ရောက်လို့မရဘူးလို့ကော်ဂရိတ်မြို့ခံတူကပြောပါတယ်။လက်ရှိမှာတော့ကော်ဂရိတ်မြို့ပေါ်ကခုံတဲလုပ်ငန်းရှင်စီးပွားရေးသမားတွေဟာဆက်သုံးစီနဲ့ဆန်တွေကိုတိုးလောင်ထားလိုက်ပြီးဈေးတင်ရောင်းချနေတဲ့အတွက်ဆက်သုံးစီအပြင်ဆန်နဲ့အခြေခံစားသောက်ကုန်ဈေးနှုန်းတွေလည်းမြင့်တက်နေတယ်လို့ဆိုပါတယ်။ ဒါပြင်တိုက်ပွဲကာလကြာမြင့်ပါကထိုင်းနိုင်ငံဘက်ကဝင်ရောက်လာတဲ့အသားငားတွေပြက်လက်လာနိုင်ပြီးအသီးရွက်တွေကတော့လက်ရှိမှာရှိနေသေးတယ်လို့ဆိုကြပါတယ်လက်ရှိနောက်ဆုံးကြားသိရတဲ့သတင်းတွေအရကော့ဂရိတ်မြို့ပေါ်မှာဓာတ်ဆီတလီတာကိုတထောင်ကျပ်၊ကျပ်ဥတလုံးကို2000ကျပ်ဈေးရှိနေတယ်လို့သိရပါဗျ။ ်စစ်ကောင်စီအနေနဲ့စစ်ဆေးရေးဂိတ်တွေကိုမဖွင့်ပဲအချိန်တော်တော်ချာချာပိတ်ပင်ထားပါကပိတ်မိနေတဲ့ကော်ကရိတ်မျိုးခံပြည်သူတွေဟာအခက်အခဲများစွာကြုံလာရနိုင်ပြီးမျိုးခံတွေအပြင်ထွက်ခွင့်ရဖို့အတွက်ဆရာတော်တန်ဃာတော်တွေကစစ်ကောင်စီနဲ့ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့ပေမဲ့လည်းအဆင်မပြေဘူးလို့ကြားသိရပါတယ်။ ကော့ဂရိတ်မျိုးအဝင်ထွက်စစ်စည်းဂိတ်တွေအလုံးကိုစစ်ကောင်စီတပ်ကပိတ်ပင်ထားသလိုတစ်ဖက်မှာလည်းကိုးတိုင်လမ်းဆောင်ဂိတ်စခန်းကိုလည်းတော်လှန်ရေးပူးပေါင်းတပ်တွေကပိတ်ထားလိုက်ပြီးနှစ်ဖက်တပ်ဖွဲ့တွေရဲ့ပိတ်ပင်ထားမှုကြောင့်လှိုင်ဝတရားကြိုးကနေကိုးတိုင်လမ်းဆောင်အထိကုန်တင်ရင်အများပြားပိတ်မိနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်ကော့ဂရိတ်နဲ့ဂျုံတို့မျိုးအနီမှာတပတ်ကျော်ကြာမြင့်လာတဲ့နှစ်ဖက်တိုက်ပွဲတွေဟာဧပြီလ22ရက်နေ့အထိဆက်လက်ပြင်းထန်နေသေးဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်းထန်ပစ်ခတ်ခဲ့တဲ့အတွက်အရသာပြည်သူထိခိုက်မှုတွေနေအိမ်အဆောက်အဦတွေပျက်စီးခဲ့တာတွေဟာဆက်ဖြစ်နေရလို့မြို့ခံတွေရဲ့ပြောပြချက်ရသိရပါတယ်တနင်္လာရီတိုင်းမှာပြီးခဲ့တဲ့မတ်လအတွင်းစစ်ကောင်စီတပ်နဲ့လက်နက်ကင်အဖွဲ့တွေရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်အယက်သား၁၂ဦးသေဆုံးခဲ့ရပြီး300ထံမင်းဖမ်းဆီးခံခဲ့ရတယ်လို့ဒေတာရင်းသူတေသနာအဖွဲ့ဖြစ်တဲ့ F5 တနင်္လာရီကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ match လတလာတွင်တနင်္လာရီတိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တပ်ဖြတ်မှုတွေကြောင့်အရသားတွေတေဆုံးခဲ့ရတာဖြစ်ပါတယ်။တေဆုံးမှုတွေဟာတိုက်ပွဲပြင်းထန်နေတဲ့တနင်္လာရီမြို့နယ်တိန်ခွန်ကျေးရွာအနီးတစ်ဝိုက်မှာစစ်ကောင်စီတပ်ကရက်ရှည်စစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြရပြီးအများစုဟာလက်နက်ကြီးပြစ်ခတ်ခံရတာကြောင့်တေဆုံးခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်စည်ရဲတင်းမာနေတဲ့တနင်္သာရီမျိုးနယ်မှာအရက်သားပြည်သူ၈ဦးအထိတေဆုံးခဲ့တယ်လို့ FA5 တနင်္သာရီရဲ့တာဝန်ရှိသူတဦးကတန်လင်ထားမှုပြောပါရယ်တဖက်မှာလည်းတော်လန်ရေးအင်အားစုရဲ့ဒလန်ရှင်းလင်းရေးကြောင့်ပလောမျိုးနယ်ပြူစောတိခေါင်းဆောင်တူနဲ့အောက်ချုပ်ရေးမှုတူတေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကအရသားတွေကိုအကြောင်းအမျိုးမျိုးပြပြီးဖမ်းဆီးခဲ့သူဦးရေ334ဦးထပ်မံရရှိခဲ့ပြီး63ဦးပြန်လွတ်လာခဲ့တယ်လို့ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့၃နှစ်တာကာလအတွင်းစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုကြောင့်အပြင်းမဲ့အရသာပြည်သူ923ထံမှနေတေဆုံးခဲ့ရတယ်လို့ FF5 တနင်္သာရီရဲ့အစီရင်ခံစာအရသိရပါဗျ။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1542ရက်တွင်ကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1541ရက်အတွင်းအကြမ်းဖက်သက်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6520ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖန်စီထိန်သိမ်းခံထားရသူ2944ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6896ဦးအထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အာနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်းထံမှအရယူဖော်ပြတာဖြစ်ပါတယ်။မော်ဘီနယ်မှာစစ်မှုထမ်းအပတ်စဉ်စနစ်တက်ရောက်ရမဲ့လူငယ်တွေထဲမှာညပိုင်းဖမ်းဆီးခံရပြီးနောက်စစ်မှုထမ်းစုဆောင်ခံရသူတွေအုပ်ချုပ်ရေးအဖွဲ့ကမလုံးပေးပြီးစီယုံခံရသူတွေပါဝင်နေတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့အင်မီယောင်ကတင်ဆက်ပေးထားပါဗျ။ နှစ်ဖက်တိုက်ပွဲတွေပြန်လည်ညင်သက်နေတဲ့မွန်ပြည်နယ်မှာပြည်သူစစ်မှုရန်အပတ်စဉ်စနစ်တင်နန်းကိုဧပြီ22ရက်နေ့မနက်ပိုင်းမှာစတင်ဖွင့်လှစ်ခဲ့တယ်လို့စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။စစ်မှုရန်အပတ်စဉ်စနစ်တင်နန်းအတွက်စစ်သားစုဆောင်းခံရတဲ့လူငယ်တွေကိုစစ်ကောင်စီခန့်မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကဧပြီ22ရက်နေ့ကရှစ်တောင်တိုင်းစစ်ထဏာချုပ်ရဲ့အမှတ်6ပညာရေးကျောင်းမှာတွားရောက်ပြေဆုံးခဲ့တာပါ။ စစ်ကောင်စီကတော့စစ်မှုထမ်းပတ်စဉ်စနစ်တင်းတန်းတက်ရောက်မဲ့ရေတွက်ကိုမဖော်ပြထားပေမဲ့ဝါရဖြန့်မီဒီယာတွေရဲ့ဖော်ပြထားတဲ့ဓာတ်ပုံတွေအရတင်းတန်းသားရေတွက်တရားဝန်ကျင်ရှိတယ်လို့ခန့်မှန်းရပါတယ်။အမည်မပေါ်လိုတဲ့မွန်ပြည်နယ်ဒေသခံတူကတော့စစ်မှုထမ်းပတ်စဉ်စနစ်တက်ရောက်ရမဲ့လူငယ်တွေဟာညပိုင်းဖမ်းဆီးခံရပြီးနောက်စစ်သားစုဆောင်ခံရတာအချို့ကတော့အုပ်ချုပ်ရေးဘွဲ့တွေက မလုံးပေးစီယုံခံရသူတွေပါဝင်တယ်လို့ပြောပါတယ်။အဝါဒီဘွဲ့တွေလောင်းသားဝိုင်းတွေအများကြီးလုပ်ပြီးတော့ညနေပြန်လဲ 去苏州办了，办了是吧？我跟妈一起的，跟妈一起过来。有些我，有些我过来连面儿玩了。现在有些我们弄的比的太多了，都在上午的走路，有的那屋里来有窗户比，你讲专门专门楼群楼群的比的太多了，那排水六百米的比的不嘛，主要是有些我过来连面儿的。 ဒါအပြင်စစ်ကောင်စီရဲ့ရက်ွက်ကြီးရွာအုပ်ချုပ်ရေးဘွဲတွေဟာစစ်မှုရန်အတွက်လူသားတို့ခေါ်ယူဖို့ဆိုပြီးလာစီငွေကြီးကောက်ခံတာရှိတယ်လို့ ဒေသနာအမိတ်ဖောက်ပြက်တဲ့လူငယ်တွေကိုတော့ဖမ်းဆီးပြီးစစ်သားစစ်စုဆောင်မှုတွေဆက်လက်လုပ်ဆောင်နေတာပါဒေသတွင်းမှာတော့စစ်ကောင်စီတပ်သွင်းလိုက်တဲ့ပြည်သူစစ်မှုတွေဥပဒေကြောင့်လူငယ်လူရွယ်အများစုနေဆက်ရာနိုင်ငံတွေကိုထွက်ခွာသွားတဲ့အတွက် ကြမ်းကျင်လုပ်သားရှာပတ်မှုတံကိုကြီးကျယ်ခန်းဆားနေရတာပါတန်လွင်တိုင်းကပြည်စုထားတဲ့ချက်လက်တွေရမွန်ပြည်နယ်မှာစစ်ဥရန်တန်တန်ပတ်စင်တစ်ကနေပတ်စင်၁၁အထိဒေသတွင်းမှာစစ်ဥရန်စစ်သားစုဆောင်ခံရသူစုပေါင်း၂၀၀၀ကျော်အထိရှိလာပြီဖြစ်ပါတယ် ဒေါနာစစ်ကြောင်းအပါဝင်မွန်ကရင်တဝဲလက်နက်ကင်တက်တွေဟာစီရေးအရာအချိန်ဆမိမိအချိန်မြင့်ဆောင်ရွက်နိုင်မှုစီရေးမဟာမိတ်ဖြစ်ပူပေါင်းခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။လက်နက်ကင်တက်ဖွဲ့တွေကြားစီရေးအရာအချိန်ဆမိမိအချိန်မြင့်ပူပေါင်းဆောင်ရွက်နိုင်မှုယူရပြီးဒေါနာစစ်ကြောင်းအပါဝင် APSDF နဲ့မွန်ကရင်တဝဲလက်နက်ကင်တက်တွေစီရေးမဟာမိတ်ဖြစ်ပူပေါင်းခဲ့ပါတယ်။မဟာမိတ်ဖြစ်ပူပေါင်းခဲ့ကြတဲ့ဖွဲ့တွေထဲမှာဒေါနာစစ်ကြောင်း၃ တက်ခွဲ၄တက်ခွဲ၆တက်ခွဲခွန် KNU တက်မဟာ၆တက်ရင်20ခွန်မော်ပြသက်ပါတီ AD မော်ပြတော်လိုင်းဤတက် MSF ABSDF တက်ရင်တင်နဲ့ဒဝဲတက်တော် DNL တို့ပါဝင်ပါလေအဲ့ဒီလက်နက်ကိုင်တက်တွေဟာ April 18ရက်နေ့ကတာဝန်ရှိသူတွေအချင်းချင်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီးစီးရမဟာမိတ်အဖြစ်ပူးပေါင်းမှုသဘောတူညီမှုရရှိခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြပါရီမွန်ပြီးတော်လိုင်းဤတက် MSRF ပြောခွင့်ရတဲ့နေကားက ဒေသရင်းလှုပ်ရှားနေကြတဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်ဘုံရန်သူကိုအောင်မြင်စွာတိုက်ခိုက်နိုင်မယ်လို့တန်လွင်တိုင်းကိုပြောပါသည်အခုတော့ AD ကထွက်လာပြီးတော့အာပါဝင်လာတဲ့ပုံမှာပူးပေါင်းဆောင်ရွက်ဖို့ဟိုထပ်မံပြီးတော့စကားပြောဆွေးနွေးတဘောတူညီချက်ရတာပေါ့နော်ဒီဒီမှာထူးခြားချက်ကတော့ KNU တက်မှာ29ခုနှစ်တရင်တက်မှာ6တရင်29ခုနှစ်ကလည်းပါလာတာပေါ့တမင်း29ခုနှစ်နဲ့ကလည်းအရင်ကအကြေးကလည်းကျွန်တော်တို့ ဟိုရန်ဖန်ရန်ခါဖူးတွဲစီရေလောက်တာတွေရှိတယ်။ဒါကြောင့်ဟိုအတူတကပူပေါင်းဆောင်ရွက်ခြင်းဖြစ် ပုံရံသူကိုကျွန်တော်တို့လွယ်လွယ်နဲ့အောင်မြင်စွာတိုက်နိုင်မယ်။ဒါကိုရည်ညွှန်းပြီးတော့အခုလိုမာမိတ်ဟိုပေါင်းစုခြင်းဖွဲ့တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။မော်ကင်ရင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေအကြားအပြန်အလှန်ထိန်းချုပ်နိုင်ရေးနဲ့လိုအပ်တဲ့ကူညီတွေအပြန်အလှန်ပေးအပ်နိုင်ရေးပါဝင်အောင်မြင်တဲ့စည်ရေးဖော်ဆောင်မှုတွေရရှိဖို့ ဘုံသဘောတူညီချက်တွေထားရှိဆောင်ရွက်နေတယ်လို့အသိပေးထားတာပါ။ဒါပြင်မော်ပြည်နယ်အဆက်တနင်္လာရီတိုင်းရေပြည်မြို့နယ်အတွင်းဝင်ရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုထိရောက်စွာဟန်တားနိုင်ရေးအတွက်ကိုလည်းရည်ရွယ်ထားတာဖြစ်ပါတယ်။စစ်ကောင်စီတပ်တွေဟာအခုနှစ်6တွေ့ရာသီအတွင်းရေပြည်မြို့နယ်တဝိုက်မှာဆေးလုံရှားမှုတွေစစ်ကြောင်းထုတ်မှုတွေခက်ဆစ်ဆိတ်လှုပ်လာတာရှိတယ်လို့နန္ဒကားကအခုလိုပြောပြပါတယ်။ဒီမောရဝတီရစကန်ဌာနချုပ်အခြေဆိုင်ရာမင်းသားပတ်ဝန်းကျင်မှာပေါ့နော်။အဲ့ဒီဘက်မှာလည်းရန်သူ တိုင်ရင်း3-4ရင်းပေါင်းတဲ့စစ်ကြောင်းတွေနှစ်ကြောင်းနဲ့လှုပ်ရှားနေတာတွေရှိတယ်လို့ပင်လယ်ပြင်ကနေပြီးတော့လဲစစ်တင်ဘောကြီးတွေကသူတို့ရဲ့တပ်တွေရဲ့လှုပ်ရှားမှုကိုဟိုပါဖို့၊ကူညီဖို့ဆိုပြီးတော့အာခက်စစိတ်ခက်တွတ်လှုပ်ရှားနေတာတွေရှိတယ်ဗျအဲ့ဒီဒီရေပြင်းမျိုးနဲ့အထူးသဖြင့် border scan ရေသစကန်ဌာနချုပ်မှာပေါ့ဧပြီ20ရက်နေ့ကရေပြူမြို့နယ်မင်းသားကျေးရွာမှာအခြေဆိုင်လှုပ်ရှားနေတဲ့နနက်ကင်တော်လိုင်းရေပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ကြားထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် စစ်ကောင်စီဘက်ကအခုလိုစစ်ကြောင်းထုတ်လွှင့်ကြတာတွေပြင်းပြင်းထန်ထန်လှုပ်လာနေတာဟာရေးတော်ဝယ်လမ်းပိုင်းအမှတ်၈ပြည်တော်စုလမ်းမကြီးကိုပြန်လည်ထိန်းချုပ်ဖို့ကြိုးပမ်းလာတာလို့ဆိုပါတယ်။ဒါဟာရုရှားနဲ့စစ်ကောင်စီတို့ကြားသဘောတူထားတဲ့တော်ဝယ်အထူးစည်းဝေးရေးဆောင်စီမံကိန်းတွေအမြန်ဆုံးအကောင့်ထဲပေါနိုင်ဖို့ရေဖြူမြို့နယ်အတွင်းကြီးရည်လီတက်တွေကိုပြင်ဆင်လာတာလို့နိုင်ငံကားကမှတ်ချက်ပြုပါတယ်။တော်ဝယ်အထူးစည်းဝေးရေးဆောင်မှာစိတ်ကန်းတဲ့ရည်တံကျက်ဆက်ယုံတိစောက်ချင်းပါဝင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်စာတမ်း၉ခုကို စစ်ကောင်စီနဲ့ရုရှားတို့အခုနှစ်ဖေဖော်ဝါရီမှာသဘောတူလက်မှတ်ရေးထိုးထားကြပါသည်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်ယူကရိန်းကိုနေတိုအဖွဲ့ဝင်ဖြည့်ခွင့်မပေးတဲ့အမေရိကန်ကြောင့်တိုက်နှက်မိတယ်လို့ရုရှားပြောလိုက်ပါတယ်။ဒီကြောင့်ကိုတော့ဘဘေကတင်ဆက်ပေးထားပါဗျ။ ယူကရိန်းကို NATO အဖွဲ့ဝင်ဖြစ်ခွင့်မပေးရင် American သမ္မတဒေါ်နယ်ထရန့်အစိုးရရဲ့ယက်တီမှုကြောင့်ရုရှားအနေနဲ့ကျေနပ်ရတယ်လို့ကရင်မလင်နန်းတော်ကဧပြီလ22ရက်ကပြောကြားလိုက်ပါတယ်။ဒါပေမဲ့ထရန့်ကအခုသတင်းပတ်အတွင်းငြင်းချင်ရေးသဘောတူညီမှုရမယ်လို့မျှော်လင့်ကြောင်းပြောဆိုမှုနဲ့ပတ်သက်လို့တော့ကရင်မလင်နန်းတော်ကမှတ်ချက်မပေးသေးပါဘူး။ငင်းချင်းရေးဖော်ဆောင်သူအနေနဲ့အတိမတ်ပြုခံရဖို့ကြိုးပမ်းနေတဲ့တမရထရန်က၃နှစ်ကြာကြာယူကရိန်းစစ်ပွဲကိုအဆုံးသတ်စေလိုတယ်လို့မကြာခဏပြောဆိုထားပါတယ် ထရန့်အစိုးရကယူကရိန်းစစ်ပွဲကိုအမေရိကန်နဲ့ရုရှားကြားကိုစားစစ်ပွဲအဖြစ်မှတ်ယူထားပါတယ်။ယူကရိန်းအနေနဲ့နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်ရေးဆွေးနွေးစရာမလိုတော့ဘူးလို့အမေရိကန်ကိုယ်စားလှယ်ပို့ချုပ်ကိတ်ကီလော့ဖ်ကဧပြီလ20ရက်နေ့မှာပြောကြားခဲ့တာပါ။ကီမလင်နန်တို့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပတ်စကော့ကအမေရိကန်ရဲ့ယက်တီချက်ကြောင့်မိမိတို့ကျင်းနဲ့ရာကြောင့်နဲ့မိမိတို့သဘောထားနဲ့ထပ်တူကြတယ်လို့ပြောကြားထားပါတယ်။ အမေရိကန်ဦးဆောင်တဲ့ NATO မဟာမိတ်အဖွဲ့တဲ့ယူကရိန်းဝင်ရောက်လာရင်ရုရှားအကျိုးစီးပွားတွေအနေနဲ့ကြားရောက်လာတော့မှဖြစ်ကြောင်းနဲ့ဒီအချက်ဟာစစ်ပွဲဖြစ်သွားတဲ့အဓိကအကြောင်းရင်းထဲကတစ်ခုဖြစ်တယ်လို့ပြောခွင့်ရပက်စကော့ကပြောဆိုထားပါတယ်။ ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ဖို့2022ခုနှစ်မှာတမရဗလာဒီမာပူတင်ကအမိန့်ပေးခဲ့တာကြောင့်စစ်အေးစစ်ပွဲနောက်ပိုင်းအနောက်တိုင်းနဲ့ရုရှားကြအစိုးရဆုံးထိပ်တိုက်တွေ့ဆုံမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။အမေရိကန်တမရဟောင်းဂျိုးဘိုက်တန်ဥရောပနဲ့ယူကရိန်းခေါင်းဆောင်တို့ကရုရှားကျူးကျော်မှုဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံကိုသိမ်းယူဖို့ကြိုးပမ်းမှုဖြစ်ပြီးရုရှားတပ်တွေကိုချေမှုန်းပစ်မယ်လို့ပြောဆိုခဲ့ကြပါတယ်။ ပူတင်နဲ့ထရန်ဂျာယူကရိန်းငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုတွေရှိခဲ့ပေမဲ့ရုရှားကနယ်မြေတွေလက်လွတ်ပေးမှာမဟုတ်ဘဲယူကရိန်း NATO အဖွဲ့ဝင်မဖြစ်စေရေးအခိုင်အမာတောင်းဆိုထားတာဖြစ်ပါတယ်။ online လူလိန်လုပ်ငန်းကဘာတဝမ်းပြန့်နှံ့နေပြီလို့ကုလသတိပေးလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝါနေကတင်ဆက်ပေးထားပါတယ်။ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ online လူလိန်လုပ်ငန်းနယ်ပယ်နောက်ွယ်မှာရှိတဲ့အာရှရာဇဝဲခိုင်းတွေဟာ တောင်အမေရိကနဲ့အာဖရိကပါဝင်ကမ္ဘာတဝန်းတို့ပြန့်နှံ့လာနေပြီလို့ကုလသမဂ္ဂရဲ့အစိုးရအစီအစဉ်တရက်မှာသတိပေးထားပါတယ်။ရှစ်တောင်အရှာမှာစီးနင်းမှုတွေပြုလုပ်ခဲ့ပေမဲ့သူတို့ရဲ့လှုပ်ရှားမှုတွေကိုမထိန်းချုပ်နိုင်ခဲ့ဘူးလို့ကုလသမဂ္ဂကပြောပါတယ်။မကြသေးခင်နှစ်တွေကအရှိတောင်အရှာမှာထွက်ပေါ်လာခဲ့တဲ့ online လူလိမ်ကိုင်းတွေဟာလူမောင်ခိုကူးမှုကတဆင့်ခေါ်ယူထားတဲ့လုံသမားတွေကိုအတင်းအကျပ်အလုပ်စီခိုင်းပြီးအခုကကမ္ဘာတဝန်းချေဆန့်လာကြပြီဖြစ်ကြောင်းမွေးရည်စေဝါနဲ့ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂရုပ် UNODC ကပြောပါတယ်။ ရှီတောင်ရှာနိုင်ငံတွေကနှိမ်နှင်းမှုတွေပြုလုပ်ခဲ့ပေမဲ့လူလိန်ကိုင်းတွေဟာအိတ်ဒေတာထက်ကျော်လွန်ပြီးလှုပ်ရှားလာကြပြီးတော့ထိတ်ချုပ်လို့မရဖြစ်နေတယ်လို့ကုလသမဂ္ဂကပြောပါတယ်။ကင်ဆာယောဂါလို့ပြန့်နှံ့နေတာဖြစ်ပြီးတော့အာနာပိုင်တွေကဒေတာတစ်ခုမှကုသလိုက်ပေမဲ့အရင်မြစ်ကိုမရှင်းလင်းနိုင်တဲ့အကြောင်းလုံးဝပြောက်ွယ်မသွားဘဲတခြားနေရာတွေစီပြောင်းရွှေ့သွားကြတဲ့အကြောင်းအာရှနဲ့ပစိဖိတ်ဆိုင်ရာ UNODC ကိုယ်စားလှယ် Vinny Dex Hawksman ကပြောပါတယ်။ ကမ္ဘာတဝဲမှာကြီးကြီးမားမားအတိုင်းအတာနဲ့လောက်ကိုင်းနေတဲ့ online လူလိုင်းဂိုင်းတွေယာနဲ့ချီရှိတယ်လို့လေ့လာမှုတွေကဖော်ပြထားပါတယ်။ကမ္ဘာတဝဲမှာရှိတဲ့လူအများကိုဒုက္ခပေးနေတဲ့ online လူလိုင်းဂိုင်းတွေကိုနိုင်ငံအများစုပေါင်းပြီးပြင်းပြင်းထန်ထန်နှိမ်နှင်းဖို့လိုအပ်နေပြီလို့ကိုယ်စားလှယ် Hostman ကပြောကြားထားတာဖြစ်ပါတယ်။ နက်ဖြန်ဧပြီလ23ရက်နေ့အတွက်မိုးလီဝတ်သားအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်အတိုင်းထွာချက်အရမြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာတိမ်အသင်းသင်းဖြစ်ထွန်းနေတာကလွယ်ရင်ကြံတပြီလုံးမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။နေပြီးတော့တရက်မင်းလာနဲ့ကံမမျိုးတို့မှာနေရာကွက်ကြားမိုးထချုံရွာနေခဲ့တာကိုမိုးလေဝသဂျိုရုပုံရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်။နေပူချိန်မြင့်တက်မှုနဲ့မိုးရွာသွန်းမှုတို့ကြောင့်လေတူအတွင်အပူချိန်အပြောင်းလဲတွေဖြစ်ပေါ်တတ်တဲ့အတွက် မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးလံညနေပိုင်းအချိန်လေပြင်းတိုက်ခတ်ခြင်း၊မိုးတိမ်တောင်ကြီးများဖြစ်ပေါ်ခြင်း၊မိုးသီးကျွေခြင်း၊မျက်စိလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းအသင်းမှတိမ်ထူထန်နိုင်ပါတယ်။ ချင်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကျဲကျဲမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ကြံဒေသတွေမှာတော့အများအပြားဖြင့်တာယာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာအပူချိန်34ဒီဂရီမှာ38ဒီဂရီစင်တီဂရိတ်အတွင်းသို့ရောက်ရှိနိုင်ပြီးရခိုင်တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်တချို့မှာတော့အပူချိန်42ဒီဂရီမှ54ဒီဂရီစင်တီဂရိတ်အထိအမြင့်တက်နိုင်ပါတယ်။အမြင့်ဆုံးအပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ34ဒီဂရီစင်တီဂရိတ်စီနဲ့ဒဝယ်မြို့မှာ33ဒီဂရီစင်တီဂရိတ်စီရှိနိုင်ပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းအလဲပိုင်းနဲ့မြဝကျုံးပေါ်ဒေသတွေမှာခရမ်းလွန်ရောင်ကြီးအညွန်ကိန်းအလုံးမြင်မာတဲ့အဆင့်မှာရှိနေနိုင်ပြီးမွန်၊ကရင်၊တနင်္သာရီစတဲ့တောင်ပိုင်းဒေသတခုလုံးမှာအလုံးပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာမြူတူများကြာဆင်းနိုင်ပြီးကြံဒေသတွေမှာတော့မြူကြာဆင်းမှုရောကြာနိုင်ပါတယ်။ ီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။